်စင်ဆက်မပြဆင်ញင်သုံးသက်ထိုက်တဲ့အချက်၅ချက်ရှိတယ်တဲ့ဒါမြတ်စွာဘုရားတရားလေးနဲ့စပြီးတော့ပြောနောက်ဟာတွေကြတော့ရှင်းရှင်းလေးပဲစဉ်းစားကြအောင်နံပါတ်၁စဉ်းစားရမှာတော့စရဓမ္မောမိစရအနတိတောစရဓမ္မောဆိုတာဓမ္မဆိုတာသဘာဝကိုပြောတာကိုယ်ကိုယ်ကိုရှင်းញင်ရမှာငါမှာ ဥချင်းတဘာဝရှိနေတယ်။ငါဥရမယ်။ဥတတ်တဲ့သဘောငါမှရှိနေတယ်။ဒါကိုဆင်ញင်သောတာငါတနေ့ပြီးတနေ့ကာဟာလူပြူလာမှာမဟုတ်ဘူး။တနေ့ပြီးတနေ့ဥမင်းသွားမှာဖြစ်တယ်။ဆရာဆိုတာရှင်းကျက်သွားတာပြောတာ။ဝေယောဟာနိအွေရီကြသွားတာ။အွေရီကြတာ။မျက်စိလည်း ရော့လာတယ်နားလည်းရော့လာတယ်အင်းအားလေးလည်းရော့လာတယ်ဒါကိုပြောတာအချိန်ပိုင်းအားလေးရောစာလူတွေနှစ်သက်ကိုရင်ပြောသွားကြတယ်ပြောစရာလို့အောင်မေ့နေမဟုတ်ဘူးမနစ်တုန်းကအင်းအားလေးဒီနေ့မှမရှိတော့ရော့သွားပြီလို့ဆိုလို့ဒီဂရီတွေစွမ်းရည်တွေတတ္တိတွေအသက်ရဲ့နဲ့မြရော့ကြလာတယ်ရောငယ်တဲ့အချိန်ကတော့တိုးတက်နေတယ်လို့သူတို့ထင်တာပေါ့ ဖာနဲ့ဥပမာတူတော့ဆိုရင်ပန်းပွက်နေတပွဲဟာအဖူးလေးကစလာတယ်အဖူးလေးကနေပြီးတော့ရှင်းလာပြီးတော့ပွင့်လာတယ်ပွင့်လာပြီးတဲ့နောက်ဒီပန်းလေးဟာခိတ္တခဏမြလန်းဆန်းနေဦးမှာလန်းဆန်းပြီးတိတ်ကြဦးလွမ်းသွားတယ်လွမ်းတာကဒါကနေတော့ကျွေးဖို့ပဲရှိရတယ်ပြန်ပြီးတော့အဖူးဖြစ်မှာမဟုတ်တော့ဘူး ပြန်ပြီးတော့လမ်းဆန်းမှာမဟုတ်တော့ဘူးဖူးပွင့်လွှမ်းကြွေဒါပန်းတဘာဝအဲ့တော့လည်းငါတို့လည်းလူ့ဘဝရလာတာဖူးလာတာပြီးရင်အရွယ်လေးရောက်လာတော့ပွင့်လာပြီပွင့်လာပြီးတဲ့အခါရင်းလာတယ်ရင်းလာပြီးတော့နွမ်းလာတယ်အသက်ရကြီးလာတယ်ဆိုတော့နွမ်းလာတာနွမ်းလာပြီးတော့ကြွေပါပဲဒီလမ်းကြောင်းကြီးကိုဘယ်သူမှ ခုံပြန်ကြောလွှားလို့မရဘူး။ဒါကြောင့်မို့ဒါကိုစင်ရင်သုံးသက်ပါစရဓမ္မောရှင်းရောအိုမင်းရင်သဘောရှိနေတယ်။ငါမှဒီသဘောဝါကြီးဟာငါကြောလွှားလို့မရဘူး။စရံအနတ္တိတောဒီသဘောဝါကြီးကိုငါကြောလွှားပြန်လို့မရဘူး။ဒီလမ်းကြောင်းကြီးတိုင်းပဲကဘာနေမှာပဲလို့ဒါကိုစင်စစ်ပြတ်ရှင်ရင်သုံးသက်ပေးပါ။ ဒီလိုစဉ်းကျင်သုံးသပ်ခြင်းဖြင့်ဘာအကျိုးမှမရဘူးမဟုတ်အသိဉာဏ်နဲ့စဉ်းကျင်သုံးသပ်လို့ရှိရင်တမန်ပုဂ္ဂိုလ်တွေကတော့စဉ်းစားလိုက်ဒါတွေတွေးနေစိတ်ပြက်စရာကြီးလို့တွေးကောင်းတွေးနေမယ်စိတ်ပြက်တဲ့အနေထားမျိုးမဟုတ်ဘူးအမှန်ကိုသိအောင်စဉ်းကျင်သုံးသပ်ခြင်းဖြင့်ဘလို့အကျိုးရနိုင်တယ်ဥစ္စာမြတ်စွာဘုရားဟောတာလူတွေမှာ နေရတဲ့ပုဂ္ဂိုလ်တွေမှာနုပြုမှုစာရှိတယ်။အဲ့ဒီနုပြုမှုကျမ်းမာတဲ့တန်ဆွမ်းနေဆိုပြီးတော့နုပြုမှုပိုကျမ်းမာအောင်ပိုပြီးတော့တန်ဆွမ်းအောင်ဆိုတော့နုပြုမှုတွေရှိနေတဲ့အချိန်မှာပွားနိုင်နေလမ်းနိုင်နေစားနိုင်နေဆိုတဲ့အနေထားလေးပေါ်မှာตายမှုဖြစ်ပြီးတဲ့ ရှင်းမှုမှုတွေဖြစ်လာတယ်ရှင်းမှုလားတော့ရှင်းမှုတယ်ဆိုတာစဉ်းစားကြည့်မယ်ဆိုရင်ရှင်းမှုတယ်ဆိုတာပြောတာလားကိုကိုကိုအင်အားကောင်းလောင်းလုပ်တယ်လင်းချင်းနေနော်လင်းချင်းနေခုခေတ်ဆိုရင်တော့ဂျင်းကစားတယ်ပေါ့နော်အမျိုးကြီးလုပ်တယ်ပေါ့ကျသားတွေကောင်းလောင်းမားလောင်းဆိုပြီးတော့ လူတွေမှာအသက်ရွယ်ငယ်သေးတဲ့အခါမှာကိုယ်ခန္ဓာကိုယ်လှအောင်ပအောင်တိုးတက်အောင်ဆိုပြီးတော့အစာအစာတွေစားကြတယ်အစီတွေချကြတယ်မျိုးစုံကြိုးစားကြတယ်အကျိုးသက်မှုရဲ့ရည်ရချက်ကဘာလဲကိုယ့်ကိုယ်စဉ်းညင်းသုံးတာကဘာလို့ဓာတ်တွေလောက်တယ်လဲလှခြင်းနဲ့ပခြင်းနဲ့နော်ဘဝမှာ အောင်မြင်ကြောကြားခြင်းနဲ့ဆိုရရွေးချက်တင်နေလောက်ကြတယ်သို့တော့အဲ့ဒီရွေးချက်တွေဟာနောက်ဆုံးမှရလာလဲဆိုမရအဲ့ဒီရွေးချက်တွေကိုဘာပြောတော့ဆိုရှုပ္ပနမထလို့ခေါ်တယ်ခန္ဓာကိုယ်နုပြိုနေတဲ့အချိန်လေးပေါ်မှာနုပြိုခြင်းနဲ့ရှင်မှုမှုနဲ့ခန္ဓာကိုယ် တွက်ကြိုးစားအထုတ်တယ်။အဲ့ဒီကြိုးစားအထုတ်ခြင်းဖြင့်ကြိုးစားအထုတ်ရင်ဘာတွေလုံးမိတတ်တော့ဆိုရင်ဘောဓာတွေလုံးမိတတ်တယ်။မကောင်းမှုအကုသိုလ်တွေဝင်လာတယ်လို့ဆိုလို့နောက်ဆုံးဘာမှမလုပ်တော့မှပဲခန္ဓာကိုယ်ပေါ်မှာတာယာမှုဆိုတာမကောင်းမှုအကုသိုလ်တစ်ခုပဲလေ။ကိုယ်ကိုတွေ့တာမှုတွေဟာတွေအလည်းပဲမကောင်းမှုအဟုတ်တွေပဲအဲ့တော့ ကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုရဲအလုပ်တွေကိုလုံးမိထက်သွားတယ်တဲ့အခုလို့ဆင်ញင်သုံးသက်ခြင်းအဖြစ်အယူရပေါ်မှာရှင်မူတဲ့လာခဲ့သေးတယ်ဆိုကိုကိုလာခြင်းပါခြင်းနဲ့ဆိုရဲရင်မူတဲ့အမူယူဖြစ်နေတဲ့ အခြေအနေတစ်ခုကိုရှင်းချနိုင်သွားတယ်။ဘုံမဟုတ်လုံးဝဖယ်ရှားပြစ်နိုင်တယ်။ဒီလိုစဉ်းစားလို့ရှိရင်အယေနုပြတဲ့ပုံမှာရစ်မှုမနေတော့ဘူးတဲ့။ရစ်မှုမနေတခုဆိုကျဉ်းနဲ့မနေဘူး။ဘုဇင်းလုံးထိုက်တာတွေလုံးမယ်။ဒါတွေပုံမှာကျဉ်းနဲ့မနေဘူး။ဒါတွေလုံးဒီလိုအယေနုပြုံပုံပေါ်မှာကျဉ်းနဲ့အားရမှုဟာလည်းပဲအဟုတို့တစ်မျိုးဖြစ်လို့ ဒီပေါ်မှာရင်မှုမနေတော့ပဲနဲ့ကိုလုံးတဲ့လုံးတဲ့ဓာတ်တွေကိုလုံးတယ်။ဘာကြောင့်လို့ဆိုရင်လာမဲ့ဘေးပြေးတွေ့ဆိုတာငါဓာတ်လေးကတခဏပဲမကြခင်အိုခြင်းတရားနဲ့ရင်ဆိုင်ရမယ်။မရင်ဆိုင်ခင်ငါတမိုးရှိတာတွေဘာတွေလုပ်အောင်မလဲဆိုစဉ်းစားမှုပေါ့နော်။အဲ့ဒီစဉ်းစားမှုနဲ့ရှင်မှုမှုတွေအားလုံးကိုဖယ်ရှားပြနိုင်တယ်တဲ့။သို့မဟုတ်လျှော့ချနိုင်တယ်။ဒါကြောင့်ဆောဗျာအကျိုးတရား အဲ့တော့ငါလည်းတနေ့ကျတော့ဦးရောက်မှဦးချင်းတို့ဘောကိုမလွန်မြောက်နိုင်ဘူးဆိုတာတနေ့တခါလည်းဆုံးစဉ်းစားပါဒီစဉ်းစားလိုက်မှခုနငါငယ်သေးတဲ့ကိုယ့်ကိုလူပြုတ်မှုပေါ်မှာရင့်မှုနေတာမျိုးတွေပျောက်သွားနိုင်တယ်လို့ဆိုလို့အဲ့ဒီပျောက်အောင်လုပ်တာပဲဒါပျောက်ရင်ဘာအကျိုးရှိတော့ဆိုမကောင်းတာတွေမလုပ်ဖြစ်တော့မကောင်းတဲ့အပေါ်မှာရင့်မှုမလုပ်ဖြစ်တော့နောက်တစ်ချက်ကတော့ တူရထာဝရကျမ်းမှနေကြတာမဟုတ်ဘူးအခုပဲကြည့်မမြော်မမြော်လည်းပဲနဲ့ယောဂဖြစ်နှာခေါင်းကအနမ်းပြောင်းလို့ပြောင်းယောဂတွေရောက်လာတယ်ပြာတိဓမ္မောမိပြာတိအနတိတောစဉ်းစားရမှာနောက်ခန္ဓာကိုယ်ကြီးဟာကြီးတယ်ငယ်တာမဟုတ်ဘူးယောဂဆိုတာအချိန်မရွှေကလန်နိုင်တဲ့သဘောရှိတယ် အဲ့ဒီအချိန်မရွေးယောဂရနိုင်တဲ့သဘောတရားကြီးကိုငါကြော်လို့မသွားနိုင်ဘူးခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကြော်လို့မှမဖြစ်ကြော်ဖြတ်လို့မှမရဘူးအဲ့ဒါလေးကိုဆင်ញင်သုံးသပ်လိုက်ပါအဲ့ဒါကိုကိုအလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ဘလို့အကျိုးတွေကိုရလာနိုင်လို့ဆိုလူရအကျမ်းမှနေလို့ရှိရင်အရောင်းချမထလို့ခေါ်တယ် ငါကျမ်းမာတယ်ငါဘာမှမဖြစ်ဘူးနော်ဆိုတဲ့ကျမ်းမာမှုဆိုတဲ့ရှင်မှုမှုလေးတွေဖြစ်တယ်ငါကျမ်းမာတယ်ဆိုတာဒါရှင်မှုမှုတစ်မျိုးပဲဘာလို့လို့ဆိုမကျမ်းမာမှုကဖြစ်နိုင်တာကိုအဲ့ဒီဖြစ်နိုင်တာကိုမျက်ွယ်ပြုပြီးတော့ကိုယ့်ကိုကျမ်းမာတယ်လို့အထင်ရောက်နေမှုဟာရင်မှုခြင်းတစ်ခုပဲရှင်မှုတယ်ဆိုကြတဲ့အမှန်မသိတော့ဘူးအဲ့ချိန်မှာ နော်အယတိစာတောက်စားလို့မူရနေတဲ့ပုဂ္ဂိုလ်တရားဟာအမှန်မသိတယ်လို့ပဲဒီအတွေးလေးတွေးလိုက်တာနဲ့ငါကျမ်းမာတယ်ဆိုတဲ့အတွေးလေးတွေးလိုက်တာနဲ့ရင်မူခြင်းဆိုဖြစ်လာအဲ့ဒီရင်မူလာလို့ရှင်ဘုရားမှုအဟုသူတွေကိုဖိတ်ခေါ်နေတယ်လို့ပဲအဲ့လိုတူလောက်တတ်တယ်တဲ့လောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒါကိုစဉ်းစဉ်းစဉ်းစားပေးပါကျမ်းမာနေတဲ့အချိန်မှာငါငါရဲ့ခန္ဓာ ငါဘဝဟာမကြမ်းမှမှုနဲ့မကြမ်းမှမှုဆိုတဲ့သဘာဝတွေငါမှာရှိနေတယ်။ဒါကြီးကိုကဘယ်လိုနည်းနဲ့မှကြောက်ဖြတ်လို့မရဘူး။ဆိုတာလေးကိုစဉ်းစားပြီးချင်းအဖြစ်ရှင်မဒမဒလို့ဒီအာရောကျမဒလို့ခေါ်တယ်။ကျမ်းမာတယ်ဆိုတဲ့ရင်မှုမှုကိုလုံးဝဖယ်ရှားရင်လည်းဖယ်ရှားနိုင်တယ်၊တုံ့မဟုတ်လျှော့ချနိုင်တယ်။ ကိုယ့်ရဲ့ဆန်းဆောင်မှုပေါ်မှာမူတည်တယ်ကိုယ့်ရဲ့စဉ်းစားဆင်ခြင်မှုကြောင့်အ ਨੇ ဆုံးတော့ရောချတော့မယ်ဆင်ခြင်မှုများလို့ရှိရင်လုံးဝပျောက်သွားအောင်ရှင်မှုမှုတွေလုံးဝပျောက်သွားအောင်ဆန်းဆောင်ပေးလိုက်မယ်ဒါအကျိုးတရားနောက်တစ်ခုကတော့မရဏဓမ္မောမိမရဏအနာတိတောလူတိုင်းလူတိုင်းဟာအချိန်မီးသေးနိုင်တာပဲ တို့တော့ဘယ်သူမှကိုသိမယ်လို့ထင်ကြဘူးညာတော့ဖြစ်ကိုသက်ရှိမယ်လို့ပဲထင်ကြတယ်အဲ့လိုထင်ရင်ကနေပြီးတော့သွားရတယ်အများကြီးပဲအိမ်ပြင်ထွက်လိုက်တာနဲ့အစီရင်နဲ့တွေ့ခြင်းနဲ့တွေ့သွားတာဘယ်သူမှပြောလဲမထားတဲ့ဟာလေးဟောအချင်းကြီးသစ္ဆုံးချင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ငါရဲ့ဘဝဟာငါရဲ့ခန္ဓာကိုယ်ကြီးဟာ တည်ဆုံးတတ်တဲ့သဘောရှိနေတယ်အချိန်ကြီးတည်နိုင်တယ်တည်ခြင်းတရားကိုငါဘယ်လိုနည်းနဲ့မှကြောလွှားသွားလို့မရဘူးဆိုတာလေးကိုစဉ်းစားပြေးပါတဲ့ဉာဏ်ရစဉ်းစားပြေးပါအဲ့လိုစဉ်းစားပြေးလို့ရှင်ဘယ်လိုအချိုးကျစုတွေရနိုင်တယ်လဲဆိုလူတွေမှမသေးဘူးလို့ထင်နေတာကိုစီဝိတမတ္တလို့ခေါ်တယ် နော်အသက်ပေါ်မှာရေမူးတယ်လို့ပြောတာမသေးဘူးလို့ထင်းနေလို့ရှိရင်မဟုတ်တာလည်းလုံတတ်တယ်မသေးဘူးလို့ထင်းနေသည့်အတွက်ကြောင့်သူကမိမိတျော်ရော်နေထလာတယ်ညလုံးချက်ကြီးတွေနဲ့နေထိုင်လာတတ်တယ်လုံးတဲ့လုံးထိုင်တာတွေမလုံဖဲနဲ့ဒီပေါ်မှာရေမူးလာတယ်အဲ့လို့ ရှင်မူလာတဲ့ဇီဝိတပရရှိလာရင်အကုသိုလ်တွေလုတ်တယ်လို့ငါဟာအချိန်မီးသိနေတယ်သိခြင်းတရားကိုငါမကျော်လွန်နိုင်ဘူးလို့စဉ်းစားပေးခြင်းအပြင်မသိဘူးဆိုတော့ရှင်မူမှုတွေဟာရောကြသွားတယ်ကိုယ့်ကိုထင်းနေတယ်ရှင်မူမှုတွေရောကြသွားရောကြသွားရုံမြတ်မကနောက်ဆုံးမှာ ချင်းကျက်မရှိအောင်တော့ဖယ်ရှားပြစ်နိုင်တယ်ဒီဒီစဉ်းစားမှုရဲ့တမိုးကအဲ့ဒါလောက်ရှိတယ်ဒီလိုပြောတာနော်ဒါလက်တွေ့မြတ်စွာဘုရားတရားတော်တွေကလက်တွေ့ကျင့်သုံးအောင်ကိုကိုစဉ်းစားဆင်ခြင်မှများတဲ့အခါမသိဘူးဆိုတဲ့အထင်ဟာပျောက်သွားနိုင်ပါတယ်ပျောက်သွားနိုင်တယ်တဲ့နောက်နောက်တစ်ခုကတော့နံပါတ်၄စဉ်းစားဆင်ခြင်ရမှာတော့ပါတော့စေ မမေဟိမေပိယေဟိမနာပေဟိနန္ဒဘောင်။ငါခင်မင်းမြတ်လို့ရတဲ့ပုဂ္ဂိုလ်တွေငါတမိုးထားတဲ့ပစ္စည်းဥစ္စာတွေနော်တရှိတမဲ့အလုံးဟာမြတ်လို့ရဆိုတာတရှိကိုသာမြတ်လို့ရမဟုတ်ဘူးတမဲ့ကိုလည်းမြတ်လို့ရမကိုတမိုးထားတဲ့ပစ္စည်းတွေကိုယရဏ ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတမိုးထားကြတယ်မြတ်လို့ရအဲ့ဒါတွေကိုခေါင်းနဲ့စဉ်းစားပြီးတော့အော်ငါတမိုးမြတ်လို့ထားတမိုးထားပြီးတော့မြတ်လို့တဲ့သရှိပုဂ္ဂိုလ်တွေနဲ့သုံးမငါပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ဒီနေ့ကျတော့ငါခွဲသွားရမှာပါလားခွဲခွာရမယ့်သဘောငါမှရှိနေပါလားဆိုလေစဉ်းစားပါတဲ့ မစဉ်းစားဘဲနဲ့ယုတ်တည်းခွဲသွားတာတွေမစဉ်းစားကြတော့မစဉ်းစားဘဲနဲ့ခွဲသွားတာတွေညာခွဲသွားပြီဆိုရင်ယူကြုံမရဖြစ်တတ်တယ်အဲ့ဒါလို့စဉ်းစားထားမယ်ဆိုလို့ရှိရင်ဘလို့အကျိုးရှိလဲမပြတ်ဆင်ခြင်းစဉ်းစားရင်ဘလို့အကျိုးရှိတော့ဆိုတော့တရားဝါဒီမှာတဲ့ကိုမျက်နှိုးတဲ့အရာတွေနဲ့ပတ်သက်လာပြီးတော့တွေ့တာမှုတွေကတိုးတက်တိုးတက်လာတတ်တယ်ပုဂ္ဂိုလ်မျက်နှိုးခင်မင်းလဲ တွေ့တာမှုကကြီးထွားလာပစ္စည်းကိုမြန်လို့လို့ရှင်နဲ့တွေ့တာမှုကကြီးထွားလာအဓိကအဲ့ဒီအကုသိုလ်တိုးတက်အဲ့ဒါကိုအကြောင်းပြုပြီးတော့တခြားအကုသိုလ်တွေလည်းလုံလာတတ်တယ်ကိုတွေ့တာမှုကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေဇက်တိုက်ဖြစ်လာနိုင်တယ်အခုလိုဆင်ញင်သုံးသပ်ပြီးခြင်းအပြင်တွေ့တာမှုတွေကိုရှင်းချနိုင်တယ်ရှင်းချနိုင်သည့်အတွက်ကြောင့် အကုသိုလ်တွေလည်းရော့ချသွားနိုင်တယ်။ဒီလိုအကျိုးကျေးဇူးရှိပါတယ်တဲ့။ဆင်ញင်သုံးသပ်ပေးရမယ်။နောက်ဆုံးဉာဏ်နံပါတ်ချက်ကတော့ပါတော့ဆိုရင်ကမ္မတကောမိကမ္မထာထောငါလုထာဟာငါနဲ့ပဲသက်ဆိုင် ကံဒီသာလင်ကပိုင်ဆိုင်တယ်ပိုင်ဆိုင်တယ်ဆိုတာ responsible ဖြစ်တာကိုပြောတာနော်ကိုလုံထားတာလေးမှန်တယ်ဗျာကောင်းတာလုံလဲကိုနဲ့ပဲသက်ဆိုင်တယ်မကောင်းတာလုံလဲကိုဆိုလိုတာကောင်းတာလုံလဲငါရမှာပဲမကောင်းတာလုံလဲငါရမှာ responsibility ကောင်းတာလုံလို့မကောင်းတာလုံလို့ငါအလုပ်ပဲဖြစ်နေငါလည်းပဲသက်ဆိုင် သက်ဆိုင်ယုံမဲ့လားလို့ဆိုမဟုတ်ဘူးကမ္မဋ္ဌာယတော်သူကထုတ်လုပ်တာလေငါရမယ်ငါအမွေခံရလိမ့်မယ်မကောင်းတာလုပ်တဲ့ဆိုးချိုးကိုလည်းငါအမွေခံရမယ်ကောင်းတာလုပ်တဲ့ကောင်းချိုးကြတော့လည်းငါအမွေခံရမယ်ဆက်စားအကျိုးတရားမှုကငါစီပါရဲ့ငါစီပဲလာလိမ့်မယ်ကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ကောင်းကျိုးဆုဖြစ်စွာလာမယ် အဲ့ဒါတွေကငါလည်းပဲသက်ဆိုင်တယ်ငါပဲအမွေရကမ္မယောနိမလုထတာဟာငါအတွက်ကောင်းကြီးဆူကျိုးအတွက်အကြောင်းတစ်ခုပဲကမ္မပန္တုငါအတွက်အကိုးစရာဆိုလို့ငါငါနဲ့ဆွေမျိုးလို့ဆိုလို့ရှိရင်ပြောမယ်ဆိုရင်လည်းကိုလုတဲ့ကံသေးတာလဲကိုနဲ့အမြဲတွဲဖက်ရမှာဆွေမျိုးဆိုတော့မတော်ကျင်လို့မရဘူးလို့ဆိုလို့ ကိုလုံးထားတဲ့ကံလည်းမတော်ကျင်လို့မရအောင်ကိုနဲ့ပဲသက်ဆိုင်နော်ဆွေမျိုးကဆွေမျိုးပဲလေအဲကိုလုံးထားတဲ့ကံကကိုဆွေမျိုးဖြစ်သွားပြီကိုဆွေမျိုးဖြစ်ရင်ဒါကိုနဲ့ပတ်သက်သွားပြီကမ္မပဋိသရဏောငါရဲ့ယတ္တိယဟာကံပဲဖြစ်မယ်မကောင်းတဲ့ကံလို့ရင်မကောင်းတဲ့ပုံမှာယတ္တိယပဲကောင်းတဲ့ကံဖြစ်ရင်ကောင်းတဲ့ပုံမှာယတ္တိယပဲဆိုပြီးတော့ ရှံကမံဂရိတမိကလေးနာဝပပကံဝတတကမတဒါတာအချင်းချုပ်ပြောလိုက်တဲ့အခါကျကောင်းတာလုံးလို့မကောင်းတာလုံးလို့ကောင်းမွေဆုံးမွေကိုငါပဲရမှာဖြစ်တယ်တောင်းပါပြစဉ်းစားပါတဲ့မပြစဉ်းစားပါအဲ့တော့ဘာဖြစ်လို့ဒီလိုမပြစဉ်းစားခြင်းဖြင့်ဘယ်လိုအကျိုးရနိုင်တယ်လဲလို့ဆိုရင် တတော်ဝါးတွေမှာလူတိုင်းလူတိုင်းဟာမဟုတ်တာတွေကလုံးမိတတ်တယ်။ဟုတ်တာနဲ့မဟုတ်တာကုသိုလ်နဲ့အကုသိုလ်ပေါ့နော်။ကုသိုလ်နဲ့အကုသိုလ်ဒုစရိုက်နဲ့သူစရိုက်ဘယ်ဟာကလုံးတာကများနေတုံးဆိုရင်ဒုစရိုက်ကများတယ်။မဟုတ်တာလုံးတာကများနေတယ်။သူစရိုက်ကနဲတယ်ဟုတ်တာလုံးတာကနဲနေတယ်။အဲ့တော့အခုလိုဆင်းရဲသုံးသက်ပေးခြင်းအပြင် bảo trợ mà lâu xịt đồ ở rồi lưu đấy à con chạy đi mà con làm nhà gì không tụi mà tập hòa hòa gì mà tụi mà mà xe gì không mà tụi mà bảo hòa su mà chỗ gì không có bác cái yoga gì nè tụi mà thi chơi gì không đó mà con làm gì mà tụi mà chạy đúng rồi mà chạy rồi xong lấy lưu giá là rồi sợ mía hụ ai đâu မကောင်းတာတွေကိုမလုံဖြစ်ဖို့အတွက်ဒါကိုဆင်ញံသုံးသပ်ပေးရမယ်။ကံဒီတာလည်းငါဘောကကံဒီတာလည်းငါဆွေမျိုးဖြစ်သည့်အတွက်ကြောင့်ကိုယ်ဆွေမျိုးဆိုလို့ရှိရင်ဂုံရှိသည်ရှိပဲဖြစ်ချင်တယ်။ဆိုရတဲ့ဆွေမျိုးမျိုးမရမရချင်ဘူးဘယ်သူမှ။ဒါကြောင့်မလို့ သူစိတ်တွေကိုရှောင်ပြီးတော့သူစိတ်တွေပဲလှုပ်တယ်အကုသိုလ်ရှောင်ပြီးကုသိုလ်ပဲလှုပ်တယ်မကောင်းတဲ့စိတ်တွေရှောင်ပြီးကောင်းတဲ့စိတ်တွေပဲလှုပ်တယ်ဆိုဒီအကျိုးရဒါနဲတဲ့အကျိုးမဟုတ်ဘူးနော်ဒီလိုဆင်ခြင်သုံးသပ်ပေးမှဒီအကျိုးမျိုးကရလာနိုင်တယ်ဆင်ခြင်သုံးသပ်မှုမရှိလို့ရှင်အကောင်းဆုံးမခွဲခြားဘဲနဲ့ဘဝထဲမှာနစ်မြောပြီးတော့မကောင်းတဲ့တွေလှုပ်တာပြားသွားပြားသွားမှမကောင်းကျိုးခံရပြီဆိုတဲ့အခါကျတော့မှ လူရဲ့တဘာဝအမလေးတကြရတယ်ပေါ့နော်တို့ကရောက်ပြီဆိုမှမခံနိုင်ဖြစ်လာကြတယ်အဲ့လိုမဖြစ်အောင်ဒါကိုစဉ်းစားသုံးသပ်ပေးပါအားလုံးပေါ်မဲ့တော့အချက်၅ချက်နော်အချက်၅ချက်ဩရမဲ့တဘာဝရှိတယ်ဩခြင်းတရားကိုငါမလွန်မလွန်ဆန်နိုင်ဘူးမကြမ်းမမဖြစ်ရမဲ့တဘာဝရှိတယ်မကြမ်းမမဖြစ်တဲ့အနေထားကိုငါမကြောလွန်နိုင်ဘူး သိဆုံးနိုင်တဲ့အချိန်ကြီးသိဆုံးနိုင်တဲ့သဘောရှိတယ်။သိဆုံးခြင်းတဘာဝကိုငါမလိုမျောနိုင်ဘူး။ငါချစ်ခင်မြတ်လို့တဲ့အရာတွေနဲ့တနည်းခွဲသွားရမယ်။ထာဝရတွဲရမှာမဟုတ်ဘူး။ငါလုံးမြတ်ကောင်းလို့ကောင်းတာလုံးလို့မကောင်းတာလုံးလို့ငါပဲအမွေခံပြီးတော့ငါပဲခံဆောင်ရမယ်။ဟောဒီချက်ငါချက်ကိုစဉ်းစားပြည့်စဉ်းရင်သုံးသပ်ပေးခြင်းအဖြစ် ကိုယ်ဘွားလမ်းမမော်ရောက်လာနိုင်ပါတယ်